ဒီနေ့ကတော့အိတ်ဆဲထဲမှာစပြင်တာလေးနေထားတာလေးအဲ့ဒါလေးကိုဖြည့်ပေးမယ်အဲ့တော့အိတ်ဆဲမှာ formula တွေကျင်ချင် formula ပါမှာကျင်ချင်လားအဲ့တော့ formula အခုဆိုရင်အိတ်ဆဲမှာဒီမှာ active cell တွေကလေးနေတယ်နော်ကလေးနေတာအဲ့ချိန်မှာ formula ပါမှာပြင်ချင်တယ်ဥပမာဆိုရင်ဒီအခုအထက်မှာပြင်ချင်နှစ်ချက်နေလို့ရတယ်နောက်တနည်းအားကြတော့ ဒီအပေါ်မှာရှိနေတဲ့ formula ပါဒါလေးက formula ပါ click ချက်နေတိုင်းလိုပဲရတယ်နော် formula ပါမှာတွေ့ကြနေလည်းရတယ်အဲ့ဒီမသုံးမနေနောက်တနည်းကတော့ fashion key keyboard မှာရှိရဲ့ဒီ face ဆုံးမှာအဲ1 2 3 4ရရှိရဲ့ဒီမှာ1 2 3နော်အဲ့1 2 3 4ရဲ့အပေါ်မှာရှိတဲ့အ F1 တို့ F2 တို့တွေက F2 ကိုတစ်ချက်နေတိုင်းဒါဆိုရင်လည်းဒီမှာ auto ဝင်သွားလိမ့်မယ်ဒါ keyboard ရဲ့ shortcut ကိုတော့ fashion key F2 ကိုတုံးပြီးတော့ အဲ့ဒီက equation တွေကိုပြင်လိုက်တာ fashion key f2 เนาะ f2 ကိုတောင်းလိုက်တာနောက်တစ်ခုကကြာလို့အဲ့ဒီဈေးမှာ formula တွေဆွဲချရင်လည်း outsource ဈေးကိုမသိဘူးဘယ်လို shortcut တောင်းရလဲဆို outsource ဈေးကိုကတွားကြည့်ချင်တယ်ဆို control ကိုပြထားလား keyboard က n key တစ်ချက်နဲ့ဒါနောက်တနည်းက control ကိုပြထား down arrow နဲ့ပြနေရတယ်เนาะအဲ့ကိုကရိုက်ထားတဲ့စာတွေအားလုံးအဆုံးကိုကြည့်တာပေါ့เนาะအဲ့တော့ control နဲ့ con số này lên kỷ lục tổng một giải ta mà mô nhé con số này CGRF con số này tháo e rô kỷ tổng một giải đã có ra rồi ở sông xe quê ở sông gỗ là nhà rồi đó nó cả xe thì nó lại đi xe mà ရိုးတွေထပ်တိုးခြင်းလေနော်အဲ့ဈေးမှာရိုးတွေထပ်တိုးခြင်းလေဆိုရင်ရိုးထပ်တိုးဖို့အတွက်ကိုဒီမှာဆဲကွက်ပါဆိုရင် control home ပြနေလာမယ်ထိတ်ဆုံးပြန်ရောက်သွားလိမ့်မယ်နော်ရိုးတိုးခြင်းတဲ့အကွက်ကအခုဆိုရင် room number 2ရှိရယ် room number 3ရှိရယ်ကျွန်တော်3ကိုကလေးနေထားလိုက်ဒါတော့ဆက်လက်တော့မှတ်ထားဖို့လိုတယ်။ဆက်လက်မှတ်ပြီးတော့ရင် control ရဲ့ keyboard မှာနော် control ရဲ့ shift ရဲ့ control ကို p ထား shift ကို v ထားပြီးအပေါ်က plus ကို n plus ကိုနှိပ်လိုက်အဲ့တော့ control shift plus တကယ်လို့ဒါကိုပြန်ပြီးတော့ဖြုတ်ချင်တယ်ပေါ့နော်အပြန်ဖြတ်ချင်တယ်ပေါ့ပြန်ဖြတ်ချင်တယ်ဆိုရင်တော့ control minus control minus control minus ဒါကတော့ row မှာထပ်ထည့်တဲ့အခါမှာ shortcut သုံးတာနောက်ခါဖြတ်တဲ့အခါမှာ shortcut သုံးတာနှစ်မျိုးလေးပြောခဲ့ပြီးရနော်အဆင်ပြေမှာပါ